မင်္ဂလာပါရှင်ကန်ရိုဒီတိုင်းသတင်းဌာနရဲ့မေလ23ရက်ဗုဒ္ဓဟူးနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီနေ့မှနားဆင်ရမှာကတော့စစ်ကောင်စီကလောပိတဒေတာခန်တွေရာခင်းသေးသွားဖို့အသုံးပြုတဲ့လန်ကိုဖျက်ဆီးခဲ့ပါတယ်လိုက်ကောမှာ KP သုံးဆွဲမှုကိုစစ်ကောင်စီစစ်ဆေးတာကြောင့်မြို့ခန်တွေကအခက်တွေ့နေရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့မိုးပြဲမြို့မှာဒေတာခန်တွေရဲ့နေအိမ်တချို့မိလောင်ခဲ့ပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖဲခုံအရှိဖက်ကန်ကဒေသခံတွေရဲ့လယ်စပါခင်းတချို့ပြက်စီခဲ့ရပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဘိုင်ကောမြို့နယ်လောပိတခြေရွာကဒေသခံတွေနဲ့အများပြည်သူဖြတ်တန်းသွားလာနေတဲ့လမ်းကိုစစ်ကောင်စီကဆက်ရင်တရားတွေတုံးပြီးဖြက်စီလိုက်ပါတယ်။လောပိတခြေဆိုင်စခန်းတွေမှာနေထိုင်ကြတဲ့စစ်ကောင်စီတပ်သားတွေဟာပြီးခဲ့တဲ့မေလ16ရက်ည8နာရီအချိန်လောက်မှာအင်အားအများအပြားနဲ့လုံခြုံရေးယူပြီးညအချိန်မှာဖြက်စီခဲ့တာဖြစ်တယ်လို့ ေသခံတူကကန်ထရော်ဒီ time ကိုပြောပါရယ်အခုလိုမျိုးလမ်းတွေဖြတ်ရတဲ့အဓိကအကြောင်းရင်းကိုမသိရပေမဲ့ဒီရက်ပိုင်းအတွင်းမှာတော့စစ်ကောင်စီတပ်သားတွေဟာကျေးရွာအနီးအနားမှာတွာလာလှုပ်ရှားနေတာကိုခက်ဆစ်စိတ်မြင်တွေ့ရတယ်လို့ဆိုပါရယ်စစ်ကောင်စီဖျက်ဆီးလိုက်တဲ့လမ်းဟာလော်ပီတာနဲ့ဒီမော့ဆိုကိုဆက်တွဲထားတဲ့လမ်းဖြစ်တယ်လို့ဒေသခံတွေရခင်းထဲတွာလာဖို့နှစ်စဉ်အတုံပြုနေတဲ့လမ်းလေးဖြစ်တယ်လို့သိရပါရယ် ရိုင်းကုံမြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေနဲ့အွန်လိုင်းငွေလွှဲငွေထုတ်ပြုလုပ်ပြီးတဲ့ဆိုင်တွေမှာစစ်ကောင်စီက KP ကနေတဆင့်ငွေလွှဲပြောင်းမှုတွေကိုအမှုစစ်ဆေးမှုပြုလုပ်လာတယ်လို့မြို့ခံတွေကပြောပါရယ်ပြီးခဲ့တဲ့မတ်လအတွင်းရိုင်းကုံမြို့အဝင်အထွက်ကဂိတ်တွေမှာစစ်ကောင်စီတပ်သားတွေဟာစစ်ဆေးမှုတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်ခဲ့ပြီး CDN ဝန်ထမ်းတွေတမကနန်း CDN ဝန်ထမ်းတချို့ပါဖမ်းဆီးခံရတဲ့ဖြစ်စဉ်ရှိခဲ့ပါရယ် ခေပေးကနေတော်လရင်ထောက်ဖို့ကူနေတဲ့သူတွေကိုဖမ်းမိကတဲ့ကငွေလွဲပြောင်းမှုတွေကိုပါတင်းတင်းကြပ်ကြပ်ဆစ်ဆဲလာတယ်လို့မြို့ခံအမျိုးသမီးတဦးကကန်ဒရဝတီ time ကိုပြောပါရယ်လက်ရှိမှာတော့လွိုင်ကော်မြို့တွင်ပြလာနေထိုင်တဲ့သူတွေကညာပြနေတယ်လို့လွိုင်ကော်စီဆိုင်ပြည်တော်စုလမ်းမကြီးတလျှောက်ကစစ်ကောင်စီရဲ့ဆစ်ဆဲရေးဂိတ်တွေမှာလည်းဆစ်ဆဲမှုတွေကိုတင်းကျပ်နေပါရယ်ဒီလိုဆစ်ဆဲမှုတွေကြောင့်မြို့ခံ CDM ဖြစ်လောက်ထားတဲ့သူတွေခေပေးအသုံးပြတဲ့သူတွေဟာ နေရက်ပြန်ဝင်ဖို့ဆိုရင်နေကြတယ်လို့သိရပါဗျ။မူပြေမြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ပေါင်းစုတွေကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးမြို့ပေါ်ရက်ကွက်ကဒေသခံတွေရဲ့နေအိမ်တချို့မိလောင်ခဲ့တယ်လို့မူပြေဒေသခံတွေကပြောပါဗျ။ပြီးခဲ့တဲ့မေလ19ရက်ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။မူပြေမြို့မှာတော့မေလ19ရက်နေ့နဲ့20ရက်နေ့မှာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဖက်ကလက်နက်ကြီး၁၀လုံးထက်မနည်းပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ မီလာ19ရက်နေ့ညတုံးကလည်းဖဲခုတ်အရှိဖက်ချန်ကိုစစ်ကောင်စီကလက်နက်ကြီး၃လုံးဖိကတ်ခဲ့တာကြောင့်ဒေသခံတွေရဲ့လေယာခင်းထဲကိုကြာရောက်ပောက်ကွဲခဲ့ပါတယ်။မတ်လကနေမီလာအထိ၃လဝန်းကျင်အတွင်းမှာမိုးပြေမြုပ်ပေါ်ကနေအိမ်တွေကိုစစ်ကောင်စီကရှုတ်မီမီလောင်ပုံးတွေနဲ့မြှို့ရှုတ်ဖျက်ဆီးမှုကြောင့်နေအိမ်၄၀ထက်မနည်းမီလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဧပြီလကတည်းကမိုးပြေမြို့ကိုအင်အား300ဝန်းကျင်နဲ့စစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်ဒီကနေ့အချိန်ထိတိုက်ပွဲဖြစ်ပွားနေတာပါမိုးပြေမြို့ကိုစစ်ကောင်စီကပြည်လဲထိန်းချုပ်နိုင်ဖို့အပြင်းအထန်ကြိုးစားနေတယ်လို့တော်လရင်တပ်ဖွဲ့ဖက်ကလည်းမိုးပြေမြို့ကိုလက်မလို့ရရေးအတွက်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့အရှိဖဲကန်ကိုစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေစိုက်ပျိုးထားတဲ့စပါးခင်းတချို့ပြည့်စည်ခဲ့ရပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာဖဲခုံအခြေဆိုင်ခမရ336တပ်ကနေပြီးပြစ်ခတ်လာခဲ့တာပါ။တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့အကြောင်းမဲ့လက်နက်ကြီး3ကြိမ်ပြစ်ခတ်ခဲ့ပြီးစပါးခင်းထဲကိုကြရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်လူအထိခိုက်တော့မရှိခဲ့ပါဘူး။ဖေကုံနဲ့ညောင်ရွှေနယ်စပ်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးတဲ့နောက် ဖဲခုတ်အခြေဆိုင်စစ်ကောင်စီတပ်တွေကအရက်သားတွေရှိတဲ့နေရာတွေကိုမကြာခဏလက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေတိမ်းရှောင်နေကြရပါတယ်။အခုလိုမျိုးမကြာခဏပစ်ခတ်မှုတွေလုပ်နေတဲ့အပေါ်မှာရေလုတ်သားလေလုတ်သားတွေနဲ့ဟင်းစားရှာထွက်တဲ့ပြည်သူတွေအနေနဲ့ကျေးရွာအတီးတီးကချမှတ်ပေးထားတယ်။ညဖက်နဲ့သက်ဆိုင်တဲ့ကုန်းစည်းကမ်းရေစည်းကမ်းတွေကိုလိုက်နာပေးကြဖို့ဖေခုံမြင့်ရဲ့ပြည်သူလုံခြုံရေးတပ်ဖွဲ့ကတိုက်တွန်းထားပါတယ်။ ကင်ဒရော့ဝတီတိုင်းရဲ့ရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအိုက်ဒီအပေါင်းကကင်းဝင်ကြပါစေရှင်ကျမပုံညာမှာပါ